အာရခပြည်ဂွားမြို့နယ်တန်တွဲမြို့နယ်နဲ့ရမ်းပြဲမြို့နယ်တွေကစစ်ပေးရှောင်ပြည်သူထောင်နဲ့ချီဟာအရေးပေါ်စာနယ်ရိက္ခာနဲ့စေဝါအကူအညီတွေလိုအပ်နေတယ်လို့စစ်ပေးရှောင်ကူညီနေသူတွေစီကနေသိရပါဗျ။ဂွားမြို့နယ်မှာစစ်ပေးရှောင်ပြည်သူ9တောင်ထပ်မံရှိပြီးတော့စစ်ကောင်စီထောင်ထားတဲ့မြေမြုပ်မိုင်းတွေကြောင့်လေယာလုတ်ကင်ခွင့်မရရှိပဲစောင့်ဝင်နေရခက်ခဲနေကြတယ်လို့သိရပါဗျ။ပင်လယ်အတွက်9ရှာစားတောက်မယ်ဆိုရင်လည်းအကြံဖက်စစ်ကောင်စီနေဗီတွေက ပင်လယ်ထဲမှာသွားလာနေကြတဲ့အတွက်ဂွားမြူနယ်ကစစ်ပေးရှောင်ပြည်သူတွေမှာအလုတ်ကင်မရှိဘဲစားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ပေးရှောင်ကူညီဆောင်ရွက်နေသူတယောက်ကပြောဆိုထားတာပါ။ဒါ့အပြင်အရာရီဘက်ကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေတင်းကျပ်မှုကြောင့်စေဝါတယ်ယူရခက်ခဲနေတဲ့အတွက်ဒေတာတွင်ကျမကြီးစောက်ရှောက်မှုလုပ်ငန်းတွေကိုထိခိုက်နေရတယ်လို့သိရပါတယ်။အရခပြည်သူ့ကျမကြီးဌာနကနယ်လှည့်ကျမကြီးစောက်ရှောက်မှုတွေပြီးနေပေမဲ့ စေဝါမလုံလောက်မှုကြောင့်အခက်အခဲဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။တန်တွဲမြို့နယ်ဘက်မှာလည်းစစ်ပေးရှောင်ပြည်သူ8000နဲ့အထက်ကိုရှိနေပြီးတော့ပြည်ရင်းပြည်ပအလှူရှင်တွေရဲ့ထောက်ပံ့မှုနည်းလာတာကြောင့်စာနယ်ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတယ်လို့စစ်ပေးရှောင်ကူညီနေသူတွေကဆိုပါတယ်။တန်တွဲမြို့နယ်ငပလီကန်းချေကကြေးရွာတချို့ဟာအခုအချိန်ထိနေရမပြတ်နိုင်သေးပဲတန်တွဲမြို့ပေါ်နဲ့တခြားကြေးရွာတွေမှာဖြစ်တယ်လို့စားတော့နေထိုင်နေရတယ်လို့သိရပါတယ်။ ငပလီကန်းချင်တဲ့မိုင်20ကျော်အကွာလောက်မှာစစ်ကောင်စီစစ်သင်္ဘောတွေရှိနေတာကြောင့်လက်နက်ကြီးအနေရကိုစိုးရိမ်တဲ့အတွက်နေရက်မပြန်ရဲကြသေးဘူးလို့စစ်ရှောင်းတွေကပြောပါရယ်။ရံမြင့်မြင့်နယ်မှာလဲကြောက်ဖြူနဲ့မအောင်ဘက်ကလာရောက်ခိုလှုံတဲ့သူတွေအပါအဝင်ဒေသခံစစ်ဘေးရှောင်တွေနဲ့ဆိုရင်လူပေါင်းသက်တောင်းလောက်ရှိပြီးတော့အရေးပေါ်စားနေရခါတွေနဲ့ကျမကြီးဆောင်ရှောက်မှုတွေလိုအပ်နေကြတယ်လို့သိရပါရယ်။အာရခပြည်တွင်မှာစစ်ဘေးရှောင်ပြည်သူ6သိန်းနဲ့အထက်ကိုရှိနေပြီးတော့ ပြည်ရင်းပြည်ပအလှူရှင်တွေရဲ့အကူအညီတွေနဲ့ရပ်တည်နေရတယ်လို့စစ်ဘေးရှောင်ကူညီပေးနေတဲ့တွေက ပြောပါတယ်။ဒါပေမဲ့လုံလောက်တဲ့အကူအညီမျိုးမဟုတ်ပဲကုလသမဂ္ဂအဖွဲ့တွေအပါအဝင်နိုင်ငံတကာလူသားချင်းစာနာထောက်ပံ့မှုအဖွဲ့အစည်းတွေကရခိုင်စစ်ဘေးရှောင်ပြည်သူတွေကိုကူညီတော့အလွန်နည်းနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။